Hello အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Literature Feed Channel လေးမှာပရိသတ်များကိုပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာဒီနေ့ကျွန်တော်ဖတ်ပြတင်ဆက်ပေးရတဲ့ဆောင်းပါးကောင်းလေးကတော့ဆရာသူတည်တီဖုံးမြင့်သွေးရေးသားထားတဲ့ထူးချွန်ခြင်းနဲ့စိတ်လိုအမိရတဲ့စာအုပ်ထဲမှာဆောင်းပါးကောင်းလေးတစ်ပုဒ်ကိုရွေးချယ်ဖတ်ပြပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဆောင်းပါးကောင်းလေးရဲ့နာမည်ကအားငယ်စိတ်သို့မဟုတ်အရှုံးတို့ခြေလှမ်းခြင်းလို့အမိရပါတယ်ကျွန်တော်နေ့တူဒီဆောင်းပါးကောင်းလေးထဲမှာဘာတွေရေးထားသလဲဆိုတာကိုတို့တို့နားဆင်ခန်းစားကြည့်လိုက်အောင်လားခင်ဗျာ အားငယ်စိတ်သို့မဟုတ်အရှုံးဘက်သို့ခြေလှမ်းခြင်းလောကမှာကံကြမ္မာဆိုးတွေကတော့ညှိုးလင်းချက်အလင်းရောင်ဆိုတာရှိပါတယ်အားငယ်စိတ်ဆိုတာကအဲ့ကံကြမ္မာဆိုးတွေကိုရောက်သွားနိုင်တဲ့စိတ်မယုံထွက်နိုင်တဲ့စိတ်ပဲဖြစ်ပါတယ်အားငယ်စိတ်ရှိတယ်ဆိုတာတတိပြတ္တိမရှိလို့အားငယ်ရတာပဲဖြစ်ပါရင်ဆိုင်ရတဲ့တတိနဲ့အခြေအနေမရှိဘူးဆိုရင်အားငယ်စိတ်ဆိုတာဝင်လာတတ်ပါတယ်။ကိုယ်စိတ်ကိုကိုကိုယ်တိုင်ကချိုးနှိမ်အားငယ်နေခြင်းက လူဘဝခီးမှာရှောင်နှဲနေနေရအဆိုးဆုံးဖြစ်ပါတယ်။ကိုယ့်ရဲ့မကောင်းတဲ့စိတ်နဲ့မကောင်းတဲ့အပြုအမူတွေကိုချိုးနှိမ်ရမှာနှိတ်ကိုရမှာမှန်ပေမဲ့ကောင်းတဲ့စိတ်တွေရဲ့ဘက်မှာစိတ်အားငယ်နေမယ်ဆိုရင်ဇီဝရည်ကြီးပွားရည်ပညာရည်တွေဘက်မှာဘာမှကိုဖြစ်လာနိုင်တော့မှာမဟုတ်ပါဘူး။တို့တဲ့အောင်မြင်ခြင်းတွေကိုကိုကိုယ်တိုင်ကပိတ်ပင်ထားနေသလိုဖြစ်နေမှာပါ။ Dare to do your duty always. This is the height of true valor. See Simons. 2019 တင့်ဤတာဝန်ကိုအစဉ်သဖြင့်ရဲရဲရင်ရင်ဆောင်ရွက်ပါဤဒီသာလေးရင်အမြင့်မားဆုံးသောတခက်ရဲစွမ်းတတ်တာဖြစ်စီဆိုင်မန်ကိုလိုရမယ့်ကိစ္စတွေကိုအငငယ်စိမမွေးဘဲနဲ့ရဲရဲရင်ရင်သာလှုပ်ဆောင်ရမှာ ဖြစ်ပါတယ်တဲ့လူဘဝမှာလှုပ်ဆောင်ရမယ့်ကိစ္စတာဝန်တွေကိုရဲရဲရင်ရင်မဆောင်ရွက်ဖဲနဲ့စိတ်အားငြင်းနေမယ်ဆိုလို့ရှိရင်တော့မျောလင်းချက်တွေပျောက်ဆုံးမှာဖြစ်ပြီးဘယ်ပန်းနိုင်ကုန်မှလဲရောက်တော့မှာမဟုတ်ပါဘူး လူပုံလူလောကမှာဆင်းရဲခြင်းနဲ့အဆုံးရှုံးတွေကိုသာအချင်းချင်းခါခါတွေ့နေရတဲ့သူတွေကအတိတ်ကဆိုးတာထက်လက်ရှိကမှာစိတ်အားငယ်နေတဲ့သူတွေဖြစ်ကြပါတယ်။အဲ့ဒီချက်ကိုစူဇန်လီလာဝေဖန်ကြည့်လေးလေးပြ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 င်းတိတိတသားမြင်တွေ့ရမှာဖြစ်ပါတယ်။ကိုယ့်ရဲ့စိတ်အားငယ်နေတဲ့အခါဘယ်အရာတွေကပါလိုက်ပြီးအားငယ်နေပြန်ပါသလဲ။စိတ်အားငယ်နေတဲ့အခါမှာကံအလုတ်အားကပါလိုက်ပြီးငယ်နေပါတယ်။ကိုယ့်ရဲ့ကံအားပါငယ်နေပြီဆိုရင်တော့ တခြားကျန်တာတွေကဘယ်မှာလိုက်ပြီးကြီးနိုင်မှာတော့မလဲလူဘဝလူလောကကိုရှားပြီးလူဖြစ်တဲ့အချိန်မိမိကိုယ်ကိုမိမိယုံကြည်အားကိုးတဲ့စိတ်မရှိတဲ့မြကာလပတ်လုံးတိုးတက်ထွန်းကားတာမရှိဘဲနဲ့အဆုံးအရှုံးနေနေတာရင်ဆိုင်ကြုံတွေ့နေရမှာပါမလုရဲတော့မဖြစ်မဖြစ်တော့မလုချင်းမလုချင်းတဲ့အခါဘာမှဖြစ်မလားအဲ့ဒီအကြောင်းအကျိုးတွေနဲ့တန်တရာလဲနေတော့တယ်တချို့ဆိုရင်ဒုက္ခပင်လေဝီနေတယ်လို့ခံစားနေကြရတယ် အားငယ်စေးကအောင်မြင်တိုးတက်ရလမ်းကိုခြေမလန်းတော့အရှုံးဘက်ကိုသာခြေလန်းနေတော့တာပေါ့စိတ်အားငယ်နေရင်ရှောင်းပုံးကျင်တဲ့စိတ်တွေရင်ထဲမှာကိတ်နေပြီအဲ့ဒီရှောင်းပုံးကျင်တဲ့စိတ်ကစင်ရဲ့ချင်းဒီအရှုံးနေမှာသာအဖန်တလေးလေးလုံထွေးရှိပန်နေတော့တာပဲတချို့ဆိုရင်အဲ့ဒီလိုအားငယ်စေးကမကြမကြဖီစီလာတတ်ပြီးစိတ်ဝေဒနာရှင်တယောက်ဖြစ်မတိမတာဖြစ်သွားခဲ့ပါရဲ့ရုပ်တရက်ဆိုကိုကိုကိုစိတ်ဝေဒနာရှင်ဖြစ်လို့ဖြစ်နေမှန်းတော့မသိကြပါဘူး စိတ်အားငယ်တဲ့ပြီးစိတ်ခွန်အားလျော့နေတဲ့သူတွေကကြတော့အဲ့ဒီအတိုင်းတိုင်းဆက်ရှိမနေဘဲနဲ့တဖြည်းဖြည်းအဖက်ဖက်ကနေဆုံးရှုံးလာတတ်ပါတယ်။စိတ်တက်တက်ကြွပြီးတော့ဆုံးရှုံးမှုတွေနဲ့ကြုံခဲ့ရင်အဲ့ဒီအရှုံးကအရာကြီးအရှုံးသာဖြစ်ပါတယ်တဲ့။စိတ်ခွန်အားယုံညံ့နေတယ်ဆိုရင်တော့စိတ်ခွန်အားလျော့နေနေတယ်ဆိုရင်တော့ထာဝရအရှုံးပဲဖြစ်ပါလိမ့်မယ်။အောင်မြင်ကြီးဝါတိုးတက်ရေးလမ်းမှာစိုးရိမ်စရာတွေဆက်ဆုပ်စရာတွေဆိုတာဘယ်တော့မှမကင်းနိုင်ပါဘူး။အောင်မြင်ခြင်းလမ်းမှာစိုးရိမ်စရာတွေရှင်းခုံစရာတွေဘေးအန္တရာယ်တွေရှိနေပါတယ်။ စင်ရချိုးတဲ့နေရာမှာလည်းမျောလင့်ချက်နဲ့တာယာမှုဆိုတာရှိပါတယ်။ကြီးပွားအောင်မြင်မှုရဲ့အနှစ်သာရကမှန်ကန်တဲ့စိတ်ဓာတ်ကောင်းမှုနဲ့မှန်ကန်တဲ့စိတ်ဓာတ်တကြွမှုပဲဖြစ်ပါတယ်။စိတ်အားငယ်မှုကအရာရာကိုနှောင့်နှီးစေပြီးစိတ်အားငယ်နေတဲ့မြတ်ကာလပဲလို့လူကစိုးရင်စရာပြီးဆက်စုပ်ဖွဲ့ရာတွေဝင်လာပါတော့တယ်။အချိန်ကြာလာတာနဲ့အမျှဒါမနိုင်စီးမြားနဲ့ဝင်လာပါတယ်။စိတ်အားငယ်မှုနဲ့ကိုကိုကိုယုံကြည်မှုကင်းမဲ့တဲ့စိတ်တွေက ငယ်ရွယ်စဉ်အချိန်ကာလတုန်းကမာရွေနဲ့အထင်းသိင်းတွေအောက်မှာနေခဲ့ရခံခဲ့ရတာကြောင့်လို့လည်းပြောကြပါတယ်။တယ်မာရီခက်ထန်နေစိုးရိမ်နေကြောက်ရွံ့တာတွေကအာငယ်စိတ်နဲ့ပေထဲမှာကျင့်လေကျဆားနေကြတယ်။မကြည်နဲ့မယောင်ရက်တဲ့မှုကတိုးတက်မှုအတွက်ပထမဆုံးလိုအပ်ချက်ဖြစ်ပါတယ်။လူတစ်ယောက်ရဲ့မကြည်နဲ့မှုတွေမယောင်ရဲမှုတွေကိုမှန်ကန်တဲ့စိတ်ဓာတ်နဲ့ပေါင်းစည်းပေးရမယ်။အဲ့ဒီမကြည်နဲ့မယောင်ရဲမှုတွေကိုမာရွေနဲ့စေတန်နဲ့သာပေါင်းစည်းပြီးလို့ကတော့အဲ့ဒီလူကလမ်းမပေါ်ဘွားကနေရောက်သွားမှာပါ။ စိတ်တခွန်အားတွေကြန့်ခိုင်နေသူတယောက်ကသူ့ရဲ့မသိစိတ်ကဘုံဘုံမလဲသေးတဲ့မြကာလာတစ်ချောင်းလုံးသူ့ဟာအောင့်မြင်နိုင်မှသေးတယ်။ဘာလို့လဲဆိုတော့အဲ့ဒီသူရဲ့လူတလုံးသူတလုံးဖြစ်ချင်တဲ့စိတ်နဲ့လက်ရှိဘဝကိုမကျေနပ်တဲ့စိတ်တွေကအောင့်မြင်မှုပန်းနိုင်ကိုမရောက်ရအောင်အတင်းမောင်းဖို့ပေးတရားနဲ့တူပါတယ်။အဲ့ဒါကတကယ့်တွန်းအားလို့ပြောလို့ရပါတယ်။လူရဲ့စိတ်ဆန္ဒကအင်မတန်တကူကြီးပါတယ်။လက်ရှိဘဝကိုမကျေနပ်တဲ့စိတ်ဆန္ဒကသာတန်ဖိုးရှိတာပါ။အာငယ်နေတဲ့စိတ်ဆိုတာကဟုတ်တုတ်ထိုင်းလက်မှန်ချပြီး ရင်းရိုင်နေတဲ့သဘောတဘာဝပါပဲ။အားငယ်စေဝင်နေသူတွေမှာအဲ့ဒီလိုအမှုအရာတွေရှိတတ်ကြပါတယ်။လူတယောက်ကအားငယ်စေဝင်လာပြီဆိုရင်ကိုလုံရမယ့်အလုပ်တွေကိုအားကြိုမှန်တမ်းနဲ့လုပ်ချင်စိတ်မရှိတော့ဘူး။မလုံမဖြစ်လို့ထပြီးလုပ်ရမယ်ဆိုလို့ရှိရင်လည်းပေါ်ပေါ်တန်တန်သာလုပ်ပါတယ်။လောကမှာအလုပ်ကိုအားကြိုမှန်တမ်းအားထုတ်လုပ်ကန်ပြီးတော့ကြောက်ရွံ့စိတ်တွေအားငယ်စိတ်တွေကိုချိန်မုံးပြနေတဲ့သူတွေကတနေ့မှာအထွတ်ထိပ်ကိုမရောက်ခဲ့ရင်တော့မှတချို့လူတွေကတော့အောင်မြင်မှုရမှာမလွဲဧကန်ဖြစ်ပါတယ်။ ကိုယ့်ရဲ့အငယ်စိတ်ကငယ်ရီကိုတက်ပြီးစင်ရည်နေတဲ့ပျက်စီးနေတဲ့သူတွေအများကြီးရှိပါတယ်။အဲ့ဒီသူတွေထဲမှာတချို့သူတွေကအငယ်စိတ်ကြောင့်စင်ရည်ရတာအငယ်စိတ်ကြောင့်ပျက်စီးနေရတာကိုကိုကိုမယိမ့်မိကြပါဘူး။တချို့သူတွေမှာအငယ်စိတ်ကလမ်းခုလမ်းမှာဝင်လာတတ်ပါတယ်။ပျက်စီးတတ်ပါတယ်။ဘလို့လူတွေလဲဆိုရင်သူတို့ကအလုပ်ကိုလည်းလုပ်ကြတယ်၊အလုပ်ကိုလည်းစီမံခန့်ခွဲပြီးလုပ်နေကြတယ်။တခါကလေးတောင်မှအနာမီဝင်တဲ့စ조사လုပ်ကင်နေတဲ့သူတွေမှာသူလူချင်းနဲ့အောင်မြင်မှုကိုမရတဲ့အခါမှာဆက်မလုပ်ချင်းကြတော့ပါဘူး။ စိတ်အားငယ်သွားကြပါတယ်။တကယ်တကယ်ကတော့အောင်မြင်မှုနီးမှဆက်မလုပ်ချင်ကြတာပါ။အဲ့ဒါဘာကြောင့်လဲဆိုတော့အားငယ်စိတ်ကလန့်ခူလာမှာဝင်လာတာကြောင့်ပါ။အားငယ်စိတ်နဲ့တွေးဝေးအချိန်ကုန်နေရတာကအလုံးလုံးနေရတာထက်ပိုပြီးစိတ်ပင်ပန်းပါတယ်။တွေးပြီးအချိန်ဖြုံးနေတဲ့အခါမကောင်းတဲ့စိတ်တွေအားလည်းတစ်ခုပြီးတစ်ခုကိုယ့်စီကိုဝင်လာပါတော့တယ်။အဲ့တော့ဘယ်လိုလုပ်ကြမလဲ။ကိုယ့်ရဲ့အားငယ်စိတ်ကိုဘေးချိန်ထားပြီးတော့ကိုလှုပ်ရှားနီးစိတ်ရနိုင်ရနိုင်ရတွေကိုလုပ်နေရမယ်။ Our grand business in life is not to see what lies dimly at a distance, but to do what lies clearly at hand. Kaline. ကျွန်တော်တို့ရဲ့ဘဝမှာအကြီးအကျယ်ဆုံးသော အလောက်ကအဝေးမှာတည်ရှိနေတဲ့ဩရဝအရာတွေကိုမျှော်ကြည့်နေဖို့မဟုတ်ပါဘူး။ဒါပေမဲ့မျက်မှောက်မှာထင်ထင်ရှားရှားရှိနေတဲ့အလုပ်တွေကိုသာလုပ်ဖို့ဖြစ်ပါတယ်။ Kaline. အားငယ်စိတ်နဲ့လုပ်တဲ့အလုပ်မှန်သမျှကအောင်မြင်ခဲ့ပါတယ်။အောင်မြင်ဖို့လည်းကြားတတ်ပါတယ်။ အားငယ်စေးကိုဖျောက်ပြီးစူးစိုက်တဲ့တမာရီကိုရအောင်ကြိုးစားရမယ်။စူးစိုက်နေတဲ့တမာရီကစိတ်တကူတက်တီကိုဖြစ်စီပါတယ်။အလောက်တစ်ခုမှကိုယ့်ရဲ့အာယုံတွေကိုစူးစိုက်ပြီးထားမယ်ဆိုရင်အဲ့ဒီလုံနဲ့ပတ်သက်တဲ့အကြောင်းအရာမှန်တမ်းများကိုအမှားအမှန်သိနိုင်ပါတယ်။အားငယ်စေးကိုဖျောက်ပြီးအသေးဖွဲရနေစပြီးရေရေဝုံဝုံလှောက်ဆောင်ရပါမယ်။အသေးဖွဲလေးတွေအောင်မြင်လာတာနဲ့အမျှအားငယ်စေးကလည်းတဖြည်းဖြည်းပျောက်ပြီးစိတ်ရဲ့အင်အားတွေတိုးပွားလာပါလိမ့်မယ်။စေယံငင်းနေပြီးအကြံရခက်နေတယ်ဆိုလို့ရှိရင် ဝိရိယစိုက်ထုတ်နေခြင်းကကိုယ့်ရဲ့ဉာဏ်တွေကိုပွင့်လာစေနိုင်ပါတယ်။ထိုင်လိုက်၊အိတ်လိုက်၊တွေးလိုက်၊ကြမ်းလိုက်လုံနေုံနဲ့တခိလက်တွေမှာဉာဏ်ဆိုတာပေါ်မလာနိုင်ပါဘူး။အားငယ်စေလဲပြောင်းမှာမဟုတ်ပါဘူး။ကိုယ့်ရဲ့စိတ်ဆိုတာကအမြဲတမ်းတော့ဖယ်ကြည့်လိမ့်နေပါမလဲ။အဲ့ဒီထဲမှာအားငယ်စေဝင်းနေရင်ပို့ပြီးတော့ကြည့်နိုင်မှာမဟုတ်ပါဘူး။ဆိုရင်အားငယ်တဲ့စိတ်ရဲ့နောက်မှာကြောက်ရွံ့ခြောက်ခြားတဲ့စိတ်တုန်လှုပ်တဲ့စိတ်တွေရှိနေတတ်ပါတယ်။အားငယ်စိတ်ကိုမမွေးဘဲနဲ့ လိုရာပြီးမြောက်အိစာတယောက်ပေါက်နိုင်စေတဲ့နီလန်လေးကိုဝင်းရပါမယ်။အဲ့ဒီနီလန်လေးကတော့နံပါတ်1ပြင်းထန်တက်ကြွတဲ့ဆန္ဒထက်နံပါတ်2မစုံမနစ်တဲ့ဇွဲနဲ့လုံလဝရိယနံပါတ်3တိကျိခိုင်မာစူးဆိုင်ထွန်းတောက်တဲ့စိတ်ထက်နံပါတ်4အသိဉာဏ်ပညာတို့ပဲဖြစ်ပါတယ်။အားငယ်စိတ်ဆိုတာကကိုယ့်ရဲ့အညုံကိုကိုယ်တိုင်ချိုးထားတဲ့စိတ်မျိုးသာဖြစ်တဲ့အတွက်ကြောင့်လောကကြီးမှာအညွန့်တလူလူမဖြစ်ချင်တဲ့သူမှန်သမျှအဲ့ဒီစိတ်ကို နည်းနည်းလေးတောင်လက်မခံသေးပါဘူး။အားငယ်စိတ်ကငယ်လေးကိုတတ်လို့ရတော့အသက်မထွက်တတ်ပေမဲ့ကိုယ့်ရဲ့အရာရာဟာပျက်စီးဆုံးရှုံးသွားရပါတည်းခင်ဗျာ။အခုကျွန်တော်ဖတ်ပြတင်ဆက်ပေးခဲ့တဲ့ဆောင်းပါးလေးတစ်ပုဒ်ကတော့ဇာယီဆရာသူတည်တီဖုံမြင်သွေးဟီးသားထားတဲ့ထူးချွန်ခြင်းနဲ့စိတ်လိုအမိရတဲ့စာအုပ်ထဲမှာအားငယ်စိတ်သို့မဟုတ်အရှုံးဘက်သို့ခြေလှမ်းခြင်းလိုအမိရတဲ့ဆောင်းပါးလေးတစ်ပုဒ်ကိုရွေးချယ်ဖတ်ပြတင်ဆက်ပေးခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျာ။ ဒီဆောင်မလေးမှာဆိုရင်ဆရာတို့တည်တည်ဖုံးပြင်းသူကကိုယ့်ရဲ့အာငယ်စိတ်ဟာဘယ်လိုကနေစဖြစ်လာသလဲပြီးတော့အဲ့ဒီအာငယ်စိတ်ကိုဘယ်လိုကျွန်တော်တို့တွေပြုပြင်သင်တယ်လဲဘယ်လိုတွန်းလှန်သင်တယ်လဲအဲ့ဒီအာငယ်စိတ်ကိုပြအောင်ကျွန်တော်တို့တွေဘယ်လိုကြိုးစားရမလဲအဲ့ဒီအာငယ်စိတ်ဝင်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘဝမှာဆုံးရှုံးမှုတွေနှစ်နာမှုတွေအများကြီးဖြစ်လာနိုင်တယ်ဆိုတဲ့အကြောင်းအရာလေးတွေကိုစိတ်ဝင်စားဖွယ်ဒီဆောင်မကောင်လေးထဲမှာရှင်းသားထားတာကိုတွေ့ရပါတယ်အဲ့ဒါကြောင့်မလို့ဒီလိုမျိုးပညာပေးဆောင်မကောင်လေးတွေပါတဲ့ဆရာတို့တွေဒီဖုံးပြင်းတွေရေးသားထားတဲ့ ထူးချွန်ခြင်းနဲ့စိတ်လိုအမြင်ရတဲ့မူရင်းစာအုပ်ကောင်းလေးကိုဝယ်ယူဖတ်ရှုအားပေးကြဖို့ကျွန်တော်ရဲ့ literature feed channel လေးမှာနာဆင်ပြီသူပရိသတ်များကိုတိုက်တွန်းလိုက်ပါရခင်ဗျာနာဆင်သူများအားလုံးဘေးရန်ခတ်သိမ်းကင်းကျင်းကြပါစေဒေါသခတ်သိမ်းကင်းကျင်းကြပါစေစိတ်ရခတ်သိမ်းကင်းကျင်းကြပါစေနှလုံးစင်ဝင်အေးချမ်းကြပါစေနာဆင်သူများအားလုံးဘေးရန်ကြောက်ကြဆင်းရဲကင်း၍ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေကောင်းကျိုးလိုရာဆန္ဒများလေးတစ်လုံးတစ်ဝက်ပြည့်စုံကြပါစေလို့ကျွန်တော်ရဲ့ literature feed channel လေးမှာနာဆင်ပေးခဲ့ကြသူဒုတိယချင်းစီကိုဆုတောင်းမြတ်တာပို့တာပေးလိုက်ပါရခင်ဗျာ